္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ကြောင်ကြီးမျိုးနဲ့အုံပင်စုရွာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှရှစ်ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများတင်စီရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဒေသကြီးကြောင်ကြီးမျိုးနဲ့အုံပင်စုရွာမှာအထိုင်ချတက်ဆွဲထားတဲ့အင်အား30ကျော်ရှိတဲ့စစ်ကောင်စီများနဲ့2025ခုနှစ်ဇွန်လ6ရက်နေ့မှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးတော့အုံပင်စုကြီးရွာအားထိန်းချုပ်နိုင်ခဲ့ကြောင်းအထူးကွန်မန်ဒိုတပ်ရင်း P29914 မှ သတင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်နတ်တန်ကွင်းမြို့နယ်ကြောက်ကြီးမြို့မှာရှိတဲ့စစ်ကောင်စီစခန်းများမှာလက်နက်ကြီးများဖြင့်ပစ်ပကူပေးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာရန်သူအလောင်း၈လောင်းမျက်မြင်တွေ့ရှိခဲ့ကဒဏ်ရာရရှိသူအများအပြားရှိနိုင်ကြောင်းအထူးကွန်မန်ဒိုတပ်ရင်းမှရဲဘော်၁ဦး၊ပူးပေါင်းအဖွဲ့မှ၃ဦး၊စုစုပေါင်း၄ဦးထိခိုက်ဒဏ်ရာမဆိုးရင်ရရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ပွဲမှာစစ်ကောင်စီဘက်မှ G3 G အတောင့်980 50မမ10လုံး RPG ပူရန်ဆက်တစ်ခု RPG အသီး9လုံး ME ခွင်းပုံ9လုံး RPG 7တလက် ME 11တလက်လက်ပစ်ပုံ9လုံး14မိုင်း9လုံးရှေ့ထွက်မိုင်း3လုံး ME ကြီးပေါက်3ပေါက်မိုင်းရှာဇက်1လုံးနဲ့စစ်အုံဆောင်ပစ္စည်းများတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အုံဘင်စုကြီးရွာတိုက်ပွဲကိုအထူးကွန်မန်ဒိုတရင် P2914 KNL တရင်ရှေ့တရင်ကိုအလာဝကစစ်ကြောင်း3932တည်ရင်ရန်ကုန်ပကဖားနဲ့အေယော်ရီပကဖားတို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးတော့6မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုခုခံတိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်း6မြို့နယ် ဂိုင်းတောက်ကန်ရွာနဲ့အနီးနားကျေးရွာများကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လိုင်းကြီးတပ်ပေါင်းစုများကပူးပေါင်းခုခံတိုက်ခိုက်ခဲ့တယ်လို့အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ကဇွန်လ15ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များရဲ့ခုခံတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးက12ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီစစ်ကြောင်းဟာလမ်းပြအဖြစ်ဖမ်းဆီးသွားတဲ့လူငယ်တအူးကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အပြင်ကားတစ်စီးနဲ့ပြည်သူနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမကွေးခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့တက်ခွဲတဲ့အလာဝကမျိုးပြပြောက်ကြားတက်ဖွဲ့မကွေးတိုင်းတရင်တဲ့ချောင်းမြို့နယ်ပကဖားနဲ့ချောင်းမြို့နယ်တော်လရေးတပ်ပေါင်းစုများကပူးပေါင်းပြီးတော့ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တန်းတူတော်ရွာကိုစစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ6ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းမြိုင်မြို့နယ်တန်းတူတော်ရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ6ဦးဒဏ်ရာရခဲ့တယ်လို့ We Left မြိုင်ကဇွန်လ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဇွန်လ15ရက်နေ့နေ့လယ်2:15မိနစ်ဝန်းကျင်မှာစစ်ကောင်စီရဲ့ပခုတ်ကူတပ်မတ်1331မှဆက်တက်လေထီး2စီးနဲ့အကြောင်းမဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းတန်းတူတော်ရွာ ာမှအမျိုးသား2ဦးနဲ့အမျိုးသမီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အမျိုးသမီး2ဦးမှာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့သိရပါတယ်။ဒါအပြင်နွားနှကောင်တီဆုံးခဲ့ကလူနေအိမ်နှလုံးနဲ့စပယ်ကြီးတစ်လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအာနာတိန်အကြံဘတ်စစ်ကောင်စီတပ်ရဲ့တိုက်ထုံမျိုးနဲ့အတွင်လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူတဦးသေဆုံးပြီးတော့၄ဦးထိခိုက်ကာနေအိမ်နှလုံးနဲ့ကားတစ်စီးပျက်စီးခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ်။ဒူးတထုခရိုင်တိုက်ထုံမျိုးနဲ့အလူကြီးကျေးရွာအတွင်းကိုအာနာတိန်စစ်ကောင်စီခမရ၃ တရင်စက်ခန်းမှာဇွန်လ17ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာလက်နက်ကြီး3လုံးပစ်ခတ်ခဲ့ရာတလုံးမှာဂျေးရွာအတွင်ကြားရောက်ပေါက်ကွဲခဲ့ပြီးတော့စောငွေလာ34နှစ်ပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်း KNU ဗဟုမှဇွန်လ15ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။အဲဒီပေါက်ကွဲမှုအတွင်စောအောင်ဘူဘူအပါဝင်၄ဦးလက်နက်ကြီးကြီးစားထိမှန်တံရရရှိခဲ့ပြီးတော့စောစိုးကြီးနေအိမ်စောထွန်းလှိုင်နေအိမ်နဲ့ကားတစီးတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ကြိုက်ထုံမြို့နယ်မဲလန်ကျေးနယ်ဖျားရွာမှာရှိတဲ့အရက်သားပြည်သူ ူလူတို့များနေထိုင်ရနေရာများအတွင်းကိုလည်းဘီလင်းမြို့နယ်ဖះရွာအနီးတက်ဆွေးထားတဲ့အာနာသိန်းအကြံပတ်စစ်ကောင်စီတပ်အမှတ်44ခြေမြန်တပ်မှဌာနချုပ်လက်အောက်ခံခမရ3တပ်ရင်းစခန်းမှာမကြာခဏရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လျက်ရှိနေတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့အရှိုချင်းကာကွယ်ရေးတပ် ACDF အခြေခံစစ်တင်တဲ့အပတ်စဉ်6တင်တန်းစင်ပွဲပြုလုပ်တဲ့တရင်ကိုတင်ပြပေးပါမယ်။အရှုချင်းကာကွယ်ရေးတပ်ရဲ့အခြေခံစစ်တင်တဲ့အပတ်စဉ်6တင်တန်းစင်ပွဲနဲ့တစ္ဆာရီတောက်အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့တယ်လို့ဇွန်လ15ရက်နေ့မှာအရှုချင်းကာကွယ်ရေးတပ် ACDF ကတရင်ထုတ်ပြန်ထားပါရီ။ဇွန်လ10ရက်နေ့ကအရှုချင်းကာကွယ်ရေးတပ် ACDF နောက်တန်းလေးချင်းရေးကွင်းမှာပြုလုပ်ခဲ့တဲ့စေတနံစင်ပွဲအခမ်းအနားကို ACDF ဗဟုအလုံးမှုဆောင်ကော်မတီဝင်များတက်မှုများနဲ့ဖိတ်ကြားထားတဲ့မဟာမိတ်ကိုယ်စားလှယ်များအသီးသီးတက်ရောက်ခဲ့ကြတယ် ယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ SNA တက်မဟာ614မှရဲဘော်တအူလန်ဒန်နဲ့တကွအလင်းဝင်တဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်ကောင်စီလက်ဝေကန် SNA ပြည်သူ့စစ်တက်မဟာ614မှရဲဘော်တအူကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိကတားခရိုင်အမှတ်၄တပ်ရင်းထံအလင်းဝင်ခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်။အလင်းဝင် SNA ရဲဘော်ဟာ M23 လက်နက်တလက်နဲ့ခဲယမ်းများကိုတဘာရဲယူဆောင်လာခဲ့က ပူးပေါင်းခဲ့တာကြောင့်ဂုံပြုတ်ငွေ7350ချင်းမြင့်ပေးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါဂုံပြုတ်ချင်းမြင့်ငွေကိုကတားခရိုင်တရင်လေးနဲ့ဗမောင်းမြို့နယ်ဌာနဆိုင်ရာများထောက်ပို့ပြည်သူများကချင်းမြင့်ပေးခဲ့တာလို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။